အဲ့တော့အများကောင်းကျိုးဆောင်ရွက်တယ်ဆိုတာတမန်အဖြစ်ပြောမယ်ဆိုလို့ရှင်အခုလို့အများရဲ့အသက်ကိုကာကွယ်တာ ရှိတယ်ဒုက္ခရောက်နေတဲ့ပုံကိုယ်တွေကိုကယ်တင်ပေးတာရှိတယ်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတာရှိတယ်ဝိုင်းဝန်းကူညီလုပ်ပေးတာရှိတယ်ပရဟိတလုပ်ငန်းတွေမှာမျိုးစုံဒီတဲ့မြင်မာတဲ့ပရဟိတကတော့ဘာတော့ဆိုလို့ရှင်ဓမ္မနဲ့ကူညီတဲ့ပရဟိတကပရဟိတလို့နာမည်မတက်ပေမဲ့လို့တကယ့်မွန်မြတ်တဲ့ပရဟိတပဲနော် ม่ตีดีเราตีอ๋อขอบโยปีละถ้าเล่พระให้ดัดลงงามไปยศอบยากตันยาวกับมันลุดีละตัดวารีกูตันยาวกับลุสีถัดเด็ดนีละไม่เกินเฉพาะเช่นเดียวขอจ่าทุบพอบยาละถ้าจะเก็บพระให้ดัดไปพอตามมันปกุริมันลงไหนเนี่ยพระให้ดัดลงงามลุดิลุบยอยศอบยาฮะลิสเงาวะลิสเงานเนี่ยจ้าอา แต่ดังอะไรมันจะมาดูเราดูเราพรดกิสังหาวาสุระทักทารีมายีตาทาราชีสมซาเกมปาริเลวเลยสมซาปีเรนเอามาปาริเลวเดียญาชีไปปุริมายังลูกขอเรปัฐมายังลูกขอเรชีไปเซนายด้วยมาบาลูดเซนายกันนี่นายวันนัชเช็ด้วยมาบาลูดนายวันนัชเช็กันนี่ฮุบเอกุบาลูดเดียสุระพยายามกิสังหาวาสาวยมุ နေ့စဉ်ဆောင်ရွက်နေတဲ့လုပ်ငန်းဟာတကယ့်ကို တိုင်းတေဘောဆွဲထားတဲ့အတိုင်းပဲဘုရားလောင်းမြတ်စွာဘုရားဟာလောက်ကင်ဆောင်ရွက်သွားတာမနာမနေလောက်ပြီးတော့ဆောင်ရွက်သွားတယ်အာအနာမထားဘူးမြတ်စွာဘုရားဒါကဘယ်လိုပြဟိတလုပ်ငန်းလဲလို့ဆိုရင်ဓမ္မမတိသေးတဲ့တတ္တဝါတွေဓမ္မသိအောင်ကိုချင်းသီလနဲ့မပြည့်စုံသေးတဲ့တတ္တဝါတွေကိုချင်းသီလနဲ့ပြည့်စုံအောင် တရားတရားမရှိသေးတဲ့တ attva တွေတရားတရားရှိလာအောင်ဆွန့်လွတ်မှု မရှိသေးတဲ့တ attva တွေဆွန့်လွတ်မှုရှိလာအောင်ပညာမရှိသေးတဲ့တ attva တွေပညာရှိလာအောင်ဆိုတဲ့ဒီမွန်မြတ်တဲ့ဓမ္မနဲ့ဆောင်ရွက်တဲ့လုပ်ငန်းဒါဝပြောတာမြတ်စွာဘုရားကတစ္ဆဝေခီတို့ဗာရဏတိတထေသာတို့သူ့ရဲ့တငယ်ချင်းအပေါင်းသင်းတို့သာသနာတော်စတင်တည်ထောင်ကစားကယဟနာအပါ60ဘုရားဘာထဲရင်60တပါး လောကမှာပေါ်ထွန်းလာတဲ့အခါမှာမြတ်စွာဘုရားကိုယ်တိုင်ကတန်ဃာရဲ့ချားမှာတိုက်တွန်းတဲ့စကားတစ်ခုရှိ စာရိကံဘိက္ခဝေဆရထဘ ഹു ဇနဟိတယဘ ഹു ဇနဒုက္ခဆလိုရာကအများကျိုးဆောင်ရွက်နိုင်ဖို့အတွက်ခီးထွက်ကြမဟာဧကေနဒွေအခမိဋ္ဌတလန်းတဲ့ကိုနှစ်ပါးမသွားနဲ့ဘာလို့လို့ဆိုတော့လောကမဲ့ကိစ္စတွေကအများကြီးလူကနဲနေသေးတယ် သွားရမယ်အရက်တွေကကျဲကျဲပြတ်နေဒါမို့တခီးတဲကိုနှစ်ပါးသွားနေရင်ချိန်ကုန်တယ်ပေါ့များများဖြန့်ပြို့ဖို့အတွက်ရဟန္တာအပါ60ကိုသာသနာပြုလွတ်တယ်ဆိုတာစာပေကျမ်းကမှမှတ်တမ်းတွေနှာတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားအမိန့်ရှိတဲ့စကားကဘုဟုဇနဟိတယဘုဟုဇနဒုက္ခယအများကောင်းစားရေးအတွက်ခီးထွက်ပြီးတော့မှအများအကျိုးအတွက် တရားဓမ္မကိုဟောပြောကြလို့ဒါကအဆင့်အမြင့်ဆုံးပရဟိတလုပ်ငန်းတစ်ခုလို့ဒီလိုပြောမှာနော်အသိပညာပေးတဲ့လုပ်ငန်းဓမ္မနဲ့အများချိုးပြုလုပ်ငန်းလုပ်တာဟာဒါကအဆင့်အမြင့်ဆုံးလို့ဒီလိုပြောအဆင့်မြင့်ဆုံးပရဟိတအဲ့ဒီလိုအလုပ်တွေကိုလက်လမ်းမြည်တဲ့ပုံကိုယ်တွေဒီလိုလုပ်ကြအာအနာမယူပဲနဲ့ ဖះဟောတဲ့တရားဓမ္မတွေကိုသိရှိနားလည်အောင်လို့ဘာအတွက်လှုပ်ထားတော့ဆိုပရဟိတဘဟုဇနဟိတဒါကြောင့်မလို့ဒီခေတ်မှာဒါကြောင့်ဓမ္မရိကဘွဲ့ပေးတဲ့အခါမှာဘဟုဇနဟိတဒရဆိုတာပေးပုံရအများအတွက်အကျိုးဖြစ်ထွန်းစေအောင်တရားဓမ္မဟောပြောရမယ်ဆိုတာဒါကယဟန်တော်တွေကိုမြတ်စွာဘုရားတိုက်တွန်းတဲ့စကားပဲအဲ့လိုဟောပြောမှုကလည်းပဲ ဘဟုဇနာဟိတလို့ဆိုရတဲ့ဒါပရဟိတလုပ်ငန်းတစ်ခုပဲပေါ့နော်ပရဟိတလုပ်ငန်းတစ်ခုသို့သောမောမြတ်တဲ့ခုနကလိုပဲမောမြတ်တဲ့စိတ်ဓာတ်တွေရှိဖို့လိုတယ်အဲ့ဒါကြောင့်မို့ဟောသူနာသူ စိတ်ထားဖြူဖို့အရေးကြီးတာပေါ့စိတ်ထားမဖြူရင်ပရဟိတလုပ်ငန်းတစ်ခုဟာ polluted ဖြစ်သွားမှာပေါ့ pollution pollution နဲ့တွေ့သွားနိုင်စိတ်ဓာတ်ကမောမြတ်ဖို့လိုတယ်ပေါ့ကိုတရားဟောတဲ့ရည်ရွယ်ချက်ဘာအတွက်လဲ ေးဓမ္မအတိညာဉ်လေးရကြပါစေတိပြီးရင်မိမိကိုယ်တိုင်မှန်ကန်တဲ့လမ်းမပေါ်ရှောက်ကြပါစေဒါအရေးကြီးဆုံးပဲအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ပရဟိတလုပ်ငန်းကိုအမ္တမလေးစားတဲ့အကြောင်းထုတ်ဖော်ပြသသူဟာစာပေကျမ်းဂန်ထဲမှာမှတ်တမ်းတင်ထားတာကောသလမင်းကြီးပဲကောသလမင်းကြီးကတခါတော့ မြတ်စွာဘုရားတရင်သုံးတဲ့စီကိုလာတယ်။လာပြီးတဲ့အခါကျတော့ဘုရားတွေ့တော့မလုပ်နဲ့ဆိုရင်မြတ်စွာဘုရားရဲ့ခြေထောက်ကိုဖက်တယ်။ခြေပမိုးကိုဖက်ပြီးတော့နှစ်ဖူးနဲ့ဥတိုက်နှစ်ဖူးနဲ့ဥတိုက်ရုံနဲ့မကဘူး။မြတ်စွာဘုရားရဲ့ခြေမကိုပါးစပ်နဲ့ဆုပ်ပြီးတော့ရှ िख ိုးတယ်။ဆိုလိုတာက तू ဟာဘုရားပေါ်မှာဘလောက်မျက်နှိုးတယ်ဆိုတာကိုပြတာပေါ့နော်။အဲ့တော့မြတ်စွာဘုရားမေးတယ်မင်းကြီးတဲ့ဘာဖြစ်လို့ ဒီခန္ဓာကိုယ်ပေါ်မှာဒီလောက်အလေးနဲ့ထားပြီးတော့မုံမုံမြက်မြက်နှိမ့်ချတဲ့အလုပ်ကိုလုပ်ရတယ်လေပေါ့ယူကျိုးတဲ့တမန်ရှိခွေးုံမျိုးမဟုတ်ဖက်နဲ့ပြီးတော့နှစ်ဖူးနဲ့ဖရားရဲ့ခြေပမိုးနဲ့တိုက်ပြီးတော့ရာဇာဟံပန္တိကောသလော ရာဇာဟံပန္တိကောသလောအရှင်ဘုရားတပည့်တော်ကောသလမဲမှာဖရားတပည့်တော်ကောသလမဲမှာဖရားလို့ ဖះကိုဥတိုက်ပြီးတော့ရှောက်တော့ရသော်ဖះကဘာဖြစ်လို့ဒီလောက်လေးလေးမြတ်မြတ်လှုပ်တလဲဘာကိုမြော့ကိုးပြီးတော့ဘယ်ဟာတွေကိုတိလို့ခြေနှက်ထားလဲလို့ဆိုတော့သူလျှောက်တဲ့ဇကားတွေထဲမှာဆယ်ခုတည်းကနမတိကပါလဲလို့ရှင်အရှင်ဖះဟာတဲ့ဘဟုစနဟိတအများကောင်းကျိုးဆောင်ရွက်တဲ့နေရာမှာစံတရားမဲ့ပုဂ္ဂိုလ်ဖြစ်တယ်အရှင်ဖះဟာအများချမ်းသာဖို့အတွက်ဆောင်ရွက်ရုံမြတ်မကား အများကို အပြစ်ကင်းတဲ့မှန်ကန်တဲ့နိဗ္ဗာန်လမ်းမပေါ်မှာတင်ပေးခဲ့တာဖြစ်ပါတယ်ကုသိုလ်လမ်းမတွေပေါ်မှာတက်ရောက်စေခဲ့သူဖြစ်ပါတယ်ဒါကြောင့်မို့အများကောင်းကျိုးဆောင်ရွက်တဲ့နေရာမှာ တကယ်စံပြထက်ကောင်တင်ပုံကူဖြစ်လို့တပီးတော်ဟာရှင်ဘုရားကိုမျက်မျက်နှုံနှုံယခုလိုရှ िख ိုးဥတ္တရာခြင်းဖြစ်ပါတယ်လို့ပြောတယ်ဒါကဒုတိယကောသလတုတ်ဆိုပြီးတော့အင်္ဂုတ္တရနိကေမှာရှိတယ်နော် ဓမ္မစိတ္တိယတုတ်မှလည်းပဲဒီလိုမြတ်စွာဘုရားကိုမျက်မျက်နှုံနှုံရှ िख ိုးခဲ့တာတွေရှိတယ်ပေါ့ဒီမှာဟောရတဲ့မယ်ဒီမှာ तू ပြောပြတဲ့စကားထဲမှာဒီဟာပါတယ်အရှင်ဘုရားဟာတဲ့လူအများစုနိဗ္ဗာန်လမ်းကြောင်းပေါ်ကိုတင်ပေးတယ်တဲ့ကုသိုလ်လမ်းမပေါ်တင်ပေးတယ်ဒီဟာတွေကိုကြည့်ပြီးတော့တပည့်တော်အရှင်ဘုရားကိုအမတန်မှယုတ်တိလေးစားပါတယ်ဆိုတော့ဗျာ ဒါမြတ်စွာဘုရားရဲ့ပရဟိတဘ ഹു ဇနာဟိတစိတ်ထက်လောက်ရက်တွေကိုအတိမတ်ပြုတ်ပြီးတော့ယိုကျိုးလေးစားခြင်းပဲဖြစ်တယ်ပေါ့ကောသလမင်းကြီးကဒီအချက်ဟာအမတန်မှမှတ်သားစရာကောင်းတယ်အဲ့တော့မြတ်စွာဘုရားက45ဝါကာလပတ်လုံးတရဝရရဲ့အကျိုးကိုခုလိုတည်ပိုးပြီမဲ့လို့ငါကတရဝရအကျိုးတည်ပိုးရတာငါကဖရာပဲ နော်ငါပြောတာနားထောင်အောင်မပေါ့ဆိုရယ်စိတ်မျိုးတစ်ခုမှမရှိဘူးမရှိဘူးဆိုတာဘာကြောင့်ပြောရလဲလို့ဆိုပြိနိဗ္ဗာန်ဆိုင်မဲ့နှစ်တတ်တော်80အရွယ်ရသဗျာကကဆုံလမ်းမှာပြိနိဗ္ဗာန်ဆိုင်မဲ့လို့ဆိုတဲ့အချိန်မှာပေါ့ဝါဆိုလဝေလူဝရွာမှာဝါကတ်ရသဗျာရဲ့နောက်ဆုံးဆယ်လပေါ့နော် တတော်80အရောက်ဝါဆိုလဝေလူဝရအောင်ဝါကတ်တော့အကြီးအကျယ်နေမကောင်းဖြစ်တယ်ဘလောက်ထိအောင်နေမကောင်းတော့ဆိုဖះနေမကောင်းတာဟာတေဆုံးခြင်းငါကတ်သွားတယ်အသက်အန္တရာယ်ငါကတ်သွားတယ်လို့သူတို့ပြောတာနော်တေချင်းတရားနာကတ်သွားလောက်အောင်ဖြစ်တယ်ရှင်အနန္ဒာတို့အတော်စိုးရိမ်သွားတယ်သို့တော်မြတ်စွာဘုရား တရက်နှစ်ရက်အတွင်းမှာပဲပကတိကျန်းမာသွားတယ်။ယောဂဖြစ်တာနဲ့ကျန်းမာတာကယောဂကအမတန်ကြီးပြီးတော့ကျန်းမာတာကမြန်သွား။ဘာဖြစ်လို့မြန်သွားတာတုံးဆိုမြတ်စွာဘုရားကနောင်ဆယ်လကြာလို့ရှင်သူဗတ္တကြီးကိုတရားဟောဖို့ရှိနေ။အဲ့ဒါကြောင့်မို့လို့ဒီအချိန်မှာပြိဋိဘံမဆန်သေးပဲနဲ့အသက်ကိုဆွဲဆန့်ထားတဲ့သဘော။ခုခေတ်လူတွေတော့အဲ့လိုစွမ်းနိုင်ရည်မရှိဘူးဆိုလူကုတ်တဲ့ထိုးတာပေါ့ဗျာခု။ နော်ဆိုလိုကုတ်တဲ့ထိုးထားရင်တော်နဲ့မသေးဘူးလို့ပြောတာပဲအဲ့တော့မြတ်စွာဘုရားကတော့အဲ့ဒီဆယ်လဟိုပဲဆိုရင် तू ကဆယ်လတိတိဒီယောဂမပေါ်အောင်မလုပ်လိုက်လေလို့ဆိုအာယုသင်္ခါရဖလတ်တမဘတ်ဝင်စားထားလိုက်တမ္ပံဖလတ်တမဘတ်နဲ့မတူဘူး तू ကသိအသေးစိတ်တယ်သိပြီးတော့ဟိုစွမ်းအားမြင့်တဲ့ဝိပဿနာဉာဏ်နဲ့ချက်ပြီးတော့ရတဲ့ ဖလတ်သမဘတ်ကိုဝင်စားတယ်။အာယုသင်္ခါရဆိုတာအသက်ကိုထိမ့်သိမ်းထားတဲ့ဖလတ်သမဘတ်မျိုးဝင်စားလိုက်တော့ယောဂါတွေကိုတန့်ထားလိုက်တာကော။ယောဂါနောက်ထပ်မပေါ်တော့ဘူးဒီဆယ်လမပေါ်အောင်လှုပ်ထားတယ်။အဲ့ဒါနဲ့ကျမ်းမာသွားတာ။အဲ့လိုကျမ်းမာသွားတော့ရှင်အနန္ဒကအမတန်တောက ရောက်ပြီးတော့ဖះကျမ်းမာသွားတဲ့အခါသူကရှောက်တယ် ရှင်ဗျာတပည့်တော်စိုးရိမ်နိုင်ရတာပေါ့မြတ်စွာဘုရားယောဂဖြစ်တော့ဘုရားတော်ပြိဋိဘံဆန်တော့မှာပဲဒီတခါတော့စိုးရိမ်နေရတာသို့တော်တပည့်တော်စိတ်ဖြေတာလေးတခုတော့ရှိတယ်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့ဘာမှမမိတ်နေတော့ဘုရားပြိဋိဘံမဆန်သေးဘူးလို့စိတ်ဖြေလို့ရတယ်ပေါ့နော်ဒီစကားလေးတန်ခါအဖွဲစည်းနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဘာမှမမိတ်နေဘူးတဲ့မမိတ်နေတော့ဒါပြိဋိဘံမဆန်သေးဘူး ဆိုတော့မြတ်စွာဘုရားအဲ့ဒီနေရာမှာဘာပြောလိုက်တုံးဘာမိတ်လိုက်တုံးဆိုရှင်းအနန္တငါးပေါ်မှာဘာမျှော်လင့်နေတာလဲတဲ့ငါဟာတရားဓမ္မတွေအားလုံးကိုအာစရိယမုတ်ထိဆရာလက်ဆုပ်မချံအတွင်းအပြင်ဓမ္မနဲ့ပတ်သက်ပြီးကုံစင်အောင်ငါဟောထားပြီးပြီတဲ့နော်ဘယ်အပြင်လိုနေသေးတယ်ကြမ်းနေသေးတယ်မပြည့်စုံသေးဘူးမရှိဘူးတဲ့အာစရိယမုတ်ထိဆိုတာ ဆရာကပညာသင်လို့ရှိရင်သူကတပည့်ကိုအကုန်မပေးဘူးဒါအခုခေတ်မှာလည်းရှိပါတယ်နော်ဆရာစားချန်ထားတယ်ဆိုတာလည်းရှိတယ်မုံဖုတ်တဲ့လူကတောင်မှနီးအကုန်မပေးဘူးလူအကုန်မကြည့်ရဘူးမုံတင်တဲ့လူတွေနောက်ဆုံးကွက်ကလေးတော့ဖွက်ထားသေးတယ်ဟင်းချက်တဲ့လူတွေတော့ပြောတတ်ဖို့အသင်တန်းတွေဘာတွေမှသူကအကုန်မတင်ရဘူးတစ်ခွက်တော့ချန်ထားတယ်အဲ့ဒါကိုအာစရိယမုတ်ထိပ်လို့ခေါ်တယ် ရှိတော့ကဗမာပြည်ကဘိန်းတော်ဆေးနီးတယ်အဲ့လိုအာစရိယမုတ်ထီချမ်းချမ်းထားတာ ਨੇ ကြာတော့ဆေးအမယ်တွေပျောက်ကုန်အဲ့တော့မြတ်စွာဘုရားကတရားဓမ္မနဲ့ပတ်သက်လို့ငါမှအာစရိယမုတ်ထီမရှိဘူးတဲ့အကုံလုံးကဟောထားပြီးသားတဲ့အဲ့တော့မင်းတို့ငါ့ကိုဘာမျောလင့်နေစရာရှိလဲတန်ဃာတွေနဲ့ပတ်သက်ပြီးငါဘာမှပြောစရာမရှိဘူးတဲ့တန်ဃာတွေနဲ့ပတ်သက်ပြီးတော့မှားကြတယ်လို့ဆိုတာဟာတဲ့ တန်ဃာတွေကငါ့ကိုအားကိုးနေရတယ်ငါကတန်ဃာတွေရဲ့ဥဆောင်သူ ဖြစ်တယ်လို့ဒီလိုစိတ်ရှိမှသာပြောရမှာလေငါမှအဲ့ဒီစိတ်မရှိဘူးလို့ပြောတယ်ငါကဥဆောင်နေရတာဆိုတဲ့စိတ်မရှိဘူးတဲ့အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကမြတ်စွာဘုရားကကိုယ်ဖွဲ့စည်းပေးထားတဲ့တန်ဃာအဖွဲ့စည်းရဲ့တုံ့ပြန်လာတာကိုဘာတစ်ခုမှမျှော်လင့်ထားတာမရှိဘူးဆိုတာသူလှုပ်တင်တာကိုသူလှုပ်ပြီးပြီလို့ဒီလိုပြောတဲ့အဓိပ္ပာယ်ပဲ လုတ်တင်လို့လှုပ်ထားတာအကုန်လှုပ်ပြီးနေပြီပေါ့တရားဓမ္မတွေဟောပေးပြီးပြီဒီအိဗယ်မျိုးကိုမြတ်စွာဘုရားဆိုလိုတာအဲ့ဒါကိုကြည့်မယ်ဆိုလို့ရှင်မြတ်စွာဘုရားရဲ့အလွန်မောမြတ်တဲ့ဒီဘဟုစနဟိတစိတ်ဓာတ်ဟာကိုယ့်အတွက်ဘာတစ်ခုမှထက်သွင်းစဉ်းစားတာမရှိဘူးဆိုတာဒါဥပိ္ခာပါရမီရဲ့စွမ်းရည်တတ္တိပဲပေါ့နော်ဥပိ္ခာပါရမီရဲ့စွမ်းရည်တတ္တိပဲအေးဒါကြောင့် ီအများကောင်းကျိုးရွက်တဲ့ပို့ရမယ်သို့သောတတိထားရမယ်အချက်လေးကအခုမြတ်စွာဘုရားရဲ့ဒီနှလုံးသွင်းတဲ့စိတ်ဓာတ်မျိုးအစ်မမီတောင်မှကိုမှ determination တစ်ခုတော့ရှိရစကိုင်းတောင်ယိုအဘိဓဇမာရထဂုရု ရွှေကျင်သာသနာပိုင်ရွှေရင်သာဆရာဘုရားကြီးရေးသွားတဲ့ကြပြာလေးတစ်ပုဒ်ရှိတယ်။နော်။အမတမမှတ်သားစရာကောင်းတယ်။အဲ့ဒီကြပြာလေးကဘယ်လိုရေးထားတုံးဆိုအများအကျိုးရွက်တဲ့ပိုးကတဲ့ပရဟိတအများကောင်းကျိုးတစ်ခု လုတ်ပြီဆိုတဲ့ကဘာဖြစ်တုံးဆိုရင် လူတွေကအများကျိုးတော့လုတ်တယ်။လုတ်တော့လွယ်လွယ်နဲ့စိတ်ဖြစ်တယ်။လွယ်လွယ်နဲ့လက်လျော့တတ်တယ် ဆိုတာမျိုးမဖြစ်အောင်အများအကျိုးရွက်တဲ့ပိုးကခနိုးခနဲ့ဆိုခဲ့ရလေလာမလေးကောင်းပြောတဲ့လူရှိတယ်တင်းပြောတဲ့လူရှိ ပြောမှာပဲလူပ္ပဇာဆိုပိတ်လို့ရတာမှမဟုတ်တာလေပြောပါစေပေါ့မြတ်စွာဘုရားကိုယ်တိုင်ကခနိုးခနဲ့အပြောခံရတဲ့ဟာတွေအများကြီးရှိတယ်ဘုရားအများကြီးအများကြီး အဲ့ဒါတစ်ခါလောက်တရားဟောမယ်ဆိုရင်တရားတစ်ပွဲလောက်ဟောရလိမ့်မယ်ဖះကိုဘယ်လိုကဲ့ရဲ့ခံရတယ်ဆိုတာတွေဟာစုလိုက်မယ်ဆိုအများကြီးပဲနော်ခနိုးခက်နဲ့စိုးကဲ့ရဲ့လဲမဖက်မဆောင်ဘယ်လိုပဲကိုကိုခနိုးခက်နဲ့ပျော်ပျော်ကိုလုံးမဲ့လုပ်ငန်းကနေပြီးတော့ဖက်ထွက်မသွားစေနဲ့တဲ့ခနိုးခက်နဲ့စိုးကဲ့ရဲ့လဲမဖက်မဆောင်ကိုလမ်းကြောင်းကို စိတ်ကောင်းနဲ့ရှင်းရှေးရှုနှင်လောတဲ့ဒါဆရာတော်ကြီးဆုံးမသွားတယ်ဩဝါဒကတော်တော်များများအတိများကြတယ်ဒီရွှေရင်သာဆရာတော်ဘုရားကြီးရေးသားသွားတဲ့စာတွေကဆုံးမဩဝါဒအများ အကျိုးရွက်တဲ့ပိုးကခနိုးခနဲ့ဆိုခဲ့ရဲ့လဲမဖက်မဆောင်းနော်လမ်းကြောင်းမပြောင်းနဲ့ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနဲ့ရှင်ဆိုတာဒါအရေးအကြီးဆုံးပဲပေါ့နော်စိတ်ကောင်းနဲ့ရှင် ရှေ့ရှုနေလို့ကိုလန်းကိုသွားတဲ့ဘာမှဟိုသူများကကိုဘာပြောပြောကိုလုံးရမယ့်အလုပ်ကိုလုပ်တယ်ကိုလုပ်ငန်းတာမှန်သည်မှန်သလားမမှန်ဘူးလားမြင့်မြတ်တဲ့စိတ်ဓာတ်ရှိသလားမရှိဘူးလားမြင့်မြတ်တဲ့အလုပ်ဟုတ်သလားမဟုတ်ဘူးလားကိုလုပ်တဲ့လုပ်ရဟာအများကောင်းကျိုးဖြစ်သလားမဖြစ်ဘူးလားဒါပဲကြည့်ရအောင်ဆိုလိုတာကအဲ့ဒါကိုပြောတာနော် အများအကျိုးရွက်တယ်ပိုးကခနိုးခနဲ့ဆိုကဲ့ရဲ့လေမဖက်မဆောင်ကိုလမ်းကြောင်းကိုစိတ်ကောင်းနဲ့ရှင်းရှေးရှုနှင်လောလို့ဆိုတဲ့အတိုင်းမွန်မြတ်တဲ့စိတ်ဓာတ်နဲ့မွန်မြတ်တဲ့အလုပ်တွေကိုတို့တွေတွေလောက်ရမှာဖြစ်တယ်ဘုရားမြတ်စွာရဲ့ဒီအတ္တဟိတပရာဟိတနှမျိုးပြည့်စုံအောင် ပြုလုပ်တဲ့ပုဂ္ဂိုလ်ဟာမွန်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အများကောင်းကျိုးအတွက် ယဟန်တန်ဃာတွေကိုဆောင်ရွက်ဖို့တိုက်တွန်းခဲ့တယ်။ကိုရောမြတ်ကိုရောတိုင်လည်းဒီအများကောင်းကျိုးဆောင်ရွက်တဲ့အခါမှာ တရားဓမ္မဟောပြောခြင်းဖြင့်အများကောင်းကျိုးဆောင်ရွက်ပေးတော်မူတယ်။အေးဒါကြောင့်မို့လို့မိမိတို့လက်လန်းမိရာအများကောင်းကျိုးမြတ်စွာဘုရားကိုပူဇော်သောအားဖြင့်အားလုံးဟာကိုယ့်ရဲ့ကိုယ်နဲ့လက်လန်းမိတဲ့အများကောင်းကျိုးဆောင်ရွက်ကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကျပြီးတော့ အများကောင်းကျိုးရွက်တဲ့ပိုးနိုင်ကြပါစေကုန်တည်းကေမေတ္တာပို့ရာတတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတဝါများစွာဘေးရန်ကွာ chán na ja va si mít da yi chan tung gap ja chan yin ja chan ja va si mít da yi chan tung gap chan yin chan ja va si es si chan ma si chan na လူရဆန္ဒပြည့်ပါစေလူရဆန္ဒပြည့်ပါစေတသိကျမ်းမာတသိကျမ်းမာစိတ်ချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေလူရဆန္ဒပြည့်ပါစေဖုံလန္ဒဒုက္ခပင်ကစားမေတ္တာပုံနှင်းတုသင်္ကမာမနောတရာတိသဗေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနှင်းတုသင်္ကမာ စုပေါင်းဖို့အမိတ္တတဟူရောင်မြူပါဝင်းငွေလာမင်းနဲ့ရောင်ရင်ရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွင်းမဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်သာစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသော ကုမုဒ္ဒရာဇာဘန်တို့သည် ထောလန်တဝန္တာရှင်မြူဝမုံလူလျက်ချင်းနူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်ပေသူကန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန်ပိတိတိဟုသောယနန်းတို့သည်ပဝါယန္တုကောင်းစွာမဲ့တွေ့ကြိုင်လန်၍နေကြပါစေကုန်သတည်း